ကိုကိုရိုင်းတီထောင်ခဲ့တဲ့ကုမ္ပဏီကနေကိုကိုပြန်ထုတ်သွားရဆိုမျိုးမြင်အောင်ကြည့်လို့ရလား။ဒါ Apple ရဲ့ founder တူဖြစ်တဲ့ Steve Jobs ကဒီဖြစ်ပျက်ကတကယ်ဖြစ်ခဲ့တာ။ဒါ corporation ဖွဲ့စည်းပုံရဲ့ dark side တခုလို့ပြောရင်လည်းမမှားဘူး။ဇလန်းလေးကတော့ဒီလိုစခဲ့တယ်။ Apple ကသူ့ရဲ့အစောပိုင်းကာလတွေမှာ corporation တခုအနေနဲ့အောင်မြင်လာတာနဲ့အမျှ Steve ကသူ့ရဲ့ vision တွေကိုအောင်ထည်ဖို့အတွက်တွင်းကြုံရင်ကျက်တဲ့ CEO တယောက်ကိုလိုအပ်လာခဲ့တယ်။ ူက Pepsi ရဲ့ CEO ဖြစ်တဲ့ John Scully ကိုတွားခေါ်တယ်။သူ့ရဲ့နာမည်အကြီးဆုံးစကားတစ်ခုနဲ့ပေါ့။မင်းတကြားရေပဲတသက်လုံးရောင်းစားတော့မှလား။ဒါမှမဟုတ်ငါနဲ့ဒူကဘာကြီးကိုလာပြောင်းလဲမလား။အဲ့ဒီစကားတစ်ခုနဲ့နဲ့ပဲ Scully က Pepsi ကနေထွက်ပြီးတော့ Apple ရဲ့ CEO ဖြစ်လာခဲ့တယ်။ Jobs ကတော့ Chairman အနေနဲ့ဆက်ရှိနေအောင်ပေါ့။အစပိုင်းမှာတော့သူတို့နှစ်ယောက်ကကဘာကြီးကိုပြောင်းလဲမဲ့ dream team ကြီးတကူပေါ့။ဒါပေမဲ့သူတို့နှစ်ယောက်လိုချင်တဲ့အရာတွေကတော့မတူခဲ့ဘူး။ တော့မြောင်ရဲ့ vision တွေကတော်တော်လေးကွဲပြားတယ်။ Steve Jobs ကကြတော့အသိအစမ်းတွေလုပ်ချင်တယ်။ Innovation တွေ revolution တွေဒါမျိုးတွေကိုအဆက်မပြတ်လုပ်ချင်တယ်။ Kali ကကြတော့တည်ငြိမ်တဲ့အမျက်အစွန်းစနစ်တကျဖြစ်မှု stable ဖြစ်တဲ့ဟာမျိုးပို့ပြောလိုလာတယ်။ဒါပေမဲ့အဲ့ဒီ dream team ကြီးကပဲမကြခင်မှာပြဿနာအကြီးအကဲဖြစ်လာတော့မယ်ဆိုတော့သူတို့နှစ်ယောက်လုံးမတိခဲ့ကြဘူး။ ပြဿနာ Macintosh ကွန်ပျူတာနီးစားရမယ် Macintosh ဆိုတာက Steve Jobs ရဲ့အချစ်ဆုံးရင်သွေးတစ်ယောက်လို့ပဲသူကဒီ project အတွက်ငွေတွေအင်အားတွေအလုံးရင်းသုံးခဲ့တာဒါပေမဲ့ Macintosh ကဈေးကွက်မှာအကြီးအကျယ်ရှုံးနေခဲ့တယ် John Scully ဆိုတာ manager တစ်ယောက်သူကနံပါတ်တွေကိုပဲကြည့်တာ Steve Jobs ကတော့ visionary တစ်ယောက်သူကလည်းအင်မတ်ကိုပဲကြည့်တာအဲ့တော့သူတို့နှစ်ယောက်ကြားထဲကပြဿနာက အမြင့်ဆုံးရောက်လာရဲဆိုတော့မထူးဆန်းပါဘူး။ဒီနေရာမှာ corporation ဖွဲ့စည်းပုံရဲ့အရေးကြီးဆုံးချက်ဒီရပါ။ company ရဲ့အမြင့်ဆုံးအာဏာ founder စီမှာလည်းမရှိနေဘူး။ CEO စီမှာလည်းမရှိနေဘူး။ board of directors လို့ခေါ်တဲ့ director ဘုတ်ဖွဲ့စီမှာပဲရှိတာ။ Scully က job stand နိုင်ငံရေးပို့ထွက်တင်နေတယ်။သူက job stand တိုင်းရိုက်ငင်းခုန်တာကြီးမလုပ်ဘူး။ board member စီကိုပဲသူ့ဘက်ပါအောင်တယောက်ချင်းစီလှုပ်ဝက်စီအောင်ခဲ့တယ်။ Steve Jobs ကကုမ္ပဏီကိုဖျက်ဆီးနေပြီ။သူကတော့ယူနေပြီ။သူ့ထူမာရတော့မယ်ဆိုပြီးတော့ပြောခဲ့တယ်။ Bob ကမဲခွဲဆုံးဖျက်ရတော့မယ်။တီထောင်သူတွေထဲကတယောက်ဖြစ်တဲ့ Steve Jobs ကိုယူမလား။ဒါမှမဟုတ်ကုမ္ပဏီကိုအမျက်ဆုံးရအောင်လုပ်ပေးနိုင်မယ့် manager ဖြစ်တဲ့ John Scully ကိုယူမလား။အခုအရှိဆုံးအခုနေပြီလားနောက်ဆုံး board meeting မှာမဲခွဲဆုံးဖြတ်မှုစတင်ခဲ့ Steve Jobs ကသူ့ကိုယ်သူယုံကြည်မှုတွေလုံခဲနေတယ်။ငါက Apple ပဲ Apple ဆိုတာငါပဲ God ကတရားရင်ရောင်းတဲ့သူတယောက်ကိုရွေးပြီးတော့သူ့ဘယ်တော့မှဖြစ်ပင်မှာမဟုတ်ဘူးလို့သူယုံကြည်ထားခဲ့တာဒါပေမဲ့ God ကမဲခွဲဆုံးဖြတ်လိုက်တယ်သူတို့ရဲ့ဆုံးဖြတ်ချက်က John Scully ကိုထောက်ခံတယ်။ Podcast Steve Jobs ကိုသူ့ရဲ့တာဝန်အားလုံးကနေရဆဲလိုက်တယ်။သူ့ရဲ့ကိုယ်ပိုင်ရုံးကောင်းတာမပြီးတော့ဒါတရားဝင်ထောက်တယ်လို့မပြောရုံသာရှိတယ်။အမှန်တကယ်ကျတော့ Steve Jobs ကသူ့ကိုယ်တိုင်ဖန်တီးခဲ့တဲ့သူ့ရဲ့ တဲ့ Apple ကနေအချက်တကွဲနဲ့ထုတ်ခံလိုက်ရတဲ့သဘောပဲဖြစ်တယ်။ဒါ corporation ဖွဲ့စည်းပုံမှာယူလို့ရတဲ့ lesson ပဲ။ကိုက company ကိုမပိုင်ဆိုင်တော့ကိုက share ရှင် share holder တယောက်ပဲဖြစ်သွားတာ။တကယ်အနာကြတော့ကိုအချိန်မီပြန်ထုတ်ဖြစ်နိုင်တဲ့ board of directors စီမှာပဲရှိတာ။ဒါပေမဲ့ဒီဟာကရှုံးနိမ်မှုဇလန်တဘူရဲ့အဆုံးသတ်မဟုတ်ဘူး။ Steve Jobs ကဒီဖြစ်ပျက်ကနေသင်ငန်းစာယူပြီးတော့နောက်တစ်ချိန် Apple ကိုပြန်လာခဲ့တယ်။ ပြင်လာတဲ့အချိန်မှာသူ့ကိုဘယ်သူမှပြင်ထုတ်လို့မရမယ် move တစ်ခုလုပ်ခဲ့တယ်